ခြေခွေပါရရဲ့နောက်ဆုံးနေ့တော့မဟုတ်5600လေဝက်ကိုခြေခွေပါရလို့ပြောလိုက်ရင်လူငယ်အများစုသိကြလိမ့်မယ်လို့ထင်ပါတယ်ခိကလာတခုမှဆိုရင်ခြေခွေပါရဟုတော်လိုင်းအစ်သမားတို့ဆိုတာထက်ဖက်ရှင်အိုင်တမ်တစ်ခုအဖြစ်လူငယ်တွေကြားမှာရေးပန်းစားပါတယ်သူ့ရဲ့နှခမ်းမွေးမုတ်စိတ်မွေးနဲ့စေးပြင်းလေးခဲထားပုံဟာအများဆုံးအားဖြင့် T-shirt တွေကတွေမှာတွေ့ရလေးရှိပါတယ်ဒီနေ့ပြောပြချင်တာကခြေခွေပါရရဲ့နောက်ဆုံးနေ့ရဲ့အကြောင်းဖြစ်ပါတယ်ဒီဖြစ်ဖြစ်ဟာတမိုင်းမှာအရေးပါတဲ့အဖြစ်အပျက်တစ်ခုလည်းဖြစ်ပါတယ် 1968ခုနှစ်အော်တိုဘာလ9ရက်နေ့ညနေပိုင်းမှာဗိုလီဘီးယားစစ်တပ်ရဲ့ထောက်လှမ်းရေးအဖွဲ့ကကွေဘရာသားတေယူရိုလို့ခေါ်တဲ့ကြောက်ကမ်းမဒေသမှာပျောက်ကြားရေးပေါ်ရရှိနေတယ်ဆိုတဲ့သတင်းကိုရရှိသွားပါတယ်။ဒီသတင်းကနေချီကွေဘာရာရဲ့အဖွဲ့ကိုစနစ်တကျကြည့်ရခံမှုအရေးကြီးတဲ့အစာပြုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။နောက်တနေ့အော်တိုဘာလ10ရက်နေ့မှာတော့ချီကွေဘာရာတို့ပျောက်ကြားအဖွဲ့နဲ့ဗိုလီဗီးယားစစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးချီကွေဘာရာကိုဒဏ်ရာရီနဲ့စစ်တပ်ကဖမ်းမိသွားပါတယ်။ ခြေဖမ်းမခံရခင်မှာသူ့ရဲ့လက်နက်ငယ်လေးပျက်စီးသွားခဲ့ပါတယ်ဒီလိုနဲ့ပဲဘိုလီးဗီးယားစစ်တပ်ကခြေကိုဒဏ်ရာတွေနဲ့ဖမ်းဆီးလိုက်ခြင်းဖြစ်ပါတယ်စစ်သားတွေဟာချီဂွေဗာရာကိုအီဂွေရာလို့ခေါ်တဲ့ဂျွမ်ငယ်လေးရဲ့စာသင်ကျောင်းမှာထိန်းသိမ်းထားပါဗျ။အဲ့ဒီစာသင်ကျောင်းရဲ့အခန်းကတော့ပုံမှန်ကျောင်းလည်းမဟုတ်ပဲမြေအောက်ကိုအနှဲငယ်နေဝင်နေတာမျိုးမှောင်မဲနေတဲ့အခန်းဖြစ်ပါဗျ။အဲ့ဒီနောက်မှာတော့ချီဂွေဗာရာကိုဖမ်းမိပြီဆိုတဲ့သတင်းကို CIA ကကြားကြခြင်းမှာပဲ CIA အေဂျင့် Philip Rodriguez ကအဲ့ဒီရွာကိုအလင်းမြန်ရောက်လာပါဗျ။ သူဟာ ခြေဝေဘာရာကိုစကားပြောခဲ့ပြီးအမေရိကန်အစိုးရရဲ့ညွန်ကြားချက်အရခြေဝေဘာရာကိုအသက်ရှင်လျက်ထိန်းသိမ်းထားဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်လဲဆိုရင်စစ်စစ်မင်းမြတ်မှုနဲ့သတင်းချဲ့လက်တွေရယူဖို့အတွက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းခြေဝေဘာရာဟာသူတို့မိသမျှကိုဖြေဆူမှာမဟုတ်မှန်းလဲရေးချမိနေပါတယ်။အော်တိုဘာ9ရက်နေ့မှာတော့ဘိုလီဗီးယားစစ်တပ်မှအထက်အမိန့်အရခြေဝေဘာရာကိုအမြန်ဆုံးကွပ်မြတ်ဖို့မဟာရ600ဆိုတဲ့လီယိုအဂုတ်ကိုဖီလစ်ကလက်ခံရရှိခဲ့ပြီးဘိုလီဗီးယားတပ်မှုကိုအကြောင်းကြားခဲ့ပါတယ်။ 900600ဆိုတဲ့ကိုရဲ့အဖြစ်က900ဆိုတာခြေခွေဘာရာကိုယဉ်ညွန်ပြီး600ကတော့ပြေးပြီးလို့အဓိပ္ပာယ်ရပါတယ်ခြေခွေဘာရာကိုဘိုလီဗီးယားစစ်သားတအုပ်ဖြစ်တဲ့မာရီယိုထယ်ရန်လာကိုမြတ်ခဲ့ပါတယ်အမိန်ပေးသူကဘိုလီဗီးယားသမ္မတဖြစ်ပြီးခြေကိုအသက်ပြန်မရှင်စေချင်တာမို့ကိုမြတ်ခိုင်းလိုက်ခြင်းဖြစ်ပါတယ်ခြေကိုကိုမြတ်ပြီးနောက်မှာတော့စာသင်ကျောင်းမှာပဲဖီလီယပါဝင်ဘိုလီဗီးယားအရာရှိတွေနဲ့စစ်သားတွေက ခြေသေးမသေးလာရောက်ဆစ်ဆေးခဲ့ပါတယ်။ရွာသားတွေမမြင်စေဖို့ခြေရဲ့အလောင်းကိုကားတစ်စီးနဲ့ Valley Grandy မြို့ကိုလျှို့ဝှက်ထုတ်သွားခဲ့ကြပါတယ်။သူတည်ဆုံးပြီးနောက်နေ့အော်တိုဘာ၁၀ရက်မှာတော့ Bolivia Valley Grandy ဆေးရုံရှိအဝေးလျှော်ကမ်းမှာ သတင်းမီဒီယာတွေကိုခြေရဲ့အလောင်းကိုပြသခဲ့ပါတယ်။ဘိုလီဗီးယားဆိုရဟာခြေခွေပါရမှုဗမာမြောက်နိုင်ငံတွေဆိုတာကိုနှစ်30လုံးလုံးဖုံးကွယ်ထားခဲ့ပါတယ်။ဒါပေမဲ့လည်းကျူဘာတမရာဖီယေဂက်စတိုကသူ့ရဲ့ငွေချင်းနဲ့ဖြစ်ရဲဘော်နဲ့ဖြစ်တဲ့ခြေရဲ့ခန္ဓာပုံမြုပ်နေရနေရကိုရှာဖို့1995 1996ခုနှစ်မှာအစစ်မြစ်သမိုင်းဒုတိယသနအဖွဲ့ကိုဘိုလီဗီးယားစီလွတ်လိုက်ပါတယ်။ဘိုလီဗီးယားစစ်သားဟောင်းကြီးတွေနဲ့ကျမ်းမာရေးဝန်ထမ်းဟောင်းတွေကသမိုင်းဒုတိယသနအဖွဲ့ကိုပြုတ်ဝဲပြောပြလာတဲ့အတွက်ခြေခွေပါရမှုမြုပ်နိုင်ငံတွေနေရကို1995 နှစ်ခုနှစ်ဇူလိုင်လမှာတူးဖော်မှုကိုစတင်နိုင်ခဲ့ပါတယ်။ Telegram ညီမျိုးရဲ့လေဆိပ်ပေးမှာမြုပ်နှံနေတာဖြစ်ပါတယ်။အဲဒီမှာတော့ပျော်ကြားစစ်တီ6ဦးနဲ့အတူခြေကွေဘာရရဲ့အယူစုတွေကိုတူးဖော်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ခြေကွေဘာရရဲ့အယူစုလို့တိတိကျကျပြောနိုင်တာကတော့ခြေရဲ့သွားမတန်းကနေတဆင့်သိရှိခဲ့တာဖြစ်ပါတယ်။1969ခုနှစ်မှာ CIA FBI ကကျူးပါမှာခြေရံအံသွားအချက်လက်ပို့ထောက်လန့်ပြီးသားဖြစ်နေတော့အတီးပြုတ်ကိုလွယ်ကူသွားတာဖြစ်ပါတယ်။ပြီးတော့ခြေရံလက်နှစ်ဖက်ကိုလည်း postmodern identification ပြီးဆုံးမိလလူတူရဲ့ခန္ဓာကိုယ်အခြေလက်တွေကိုအတည်ပြုတဲ့ပုံစံလုပ်ဖို့အတွက်ဖြတ်ထားခြင်းလဲခံရရပါတယ်။ဒါတွေကခြေရဲ့ယိုကျွင်းဆိုတာကိုညွှန်းဆိုနေတာဖြစ်ပါတယ်။1958ခုနှစ်မှာတော့ခြေရဲ့ယိုကျွင်းတွေကိုကျူးပါနိုင်ငံဟာဖာနာဘုတ်ဒေသောင်းလာခဲ့ပြီးစန်တာကလာရာမှာဆိုလီယာမှာထရှိခဲ့ပါတယ်။အခုလိုစိတ်ဝင်စားစရာဖြစ်ရမယ့်အကြောင်းအရာတွေကိုကြည့်ရှုခြင်းရင် knowledge hub ကို follow ထားနိုင်ပါတယ်။